အလုံးမပင်လာပါဗျာခုတခါမှတော့လှိုင်းကာယာကိုကြီးနဲ့ဟိန္ဒူအောင်စီကို အဖိုးဖွားတွေအတွက်အလှခဏဘလော့အတွားကြောင့်ပြောလာတဲ့ဦးစင်တပါရဲ့ရုတ်တံပရိယူဖိုင်လေးကိုအလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအလုံးလေးမင်္ဂလာပါဗျာမြန်မာကန်ထရီနော်လေးချန်နယ်မှာပြန်လေကြိုဆိုလိုက်ပါတယ်ဗျာလှိုင်းသာယာကိုကြီးဟဲ့အခုမှတိတော့ဆွဲလေးဖြစ်လာတယ်ပေါ့နော် ိန်းသူအောင်ရေသူတို့မက်ဆန်ဂျာကနေပြီးတော့ဥဒင်းဥဒင်းပြောမှဆိုလို့ရှိရင်တော့ဥဒင်းမှာတကယ်လူအပ်နေတာပေါ့နော်အာဆန်တို့စီတို့ပေါ့နော်ဟိုဘွားတွေအတွက်လူအပ်နေတာပေါ့အဲ့ဒါကိုသူတို့မက်ဆန်ဂျာကနေပြီးတော့ဥစဉ်အဲလှုပ်ဆောင်နေတဲ့ပုံလေးတွေပေါ့နော်ဖိုးဖွားပုံလေးတွေရောဥစဉ်ရဲ့မှာအဲနေရာဌာနလေးတွေရောပေါ့လေအဲပို့ပြီးတော့သူတို့ကိုအကျိုးကြောင်းပြောတယ်ပေါ့နော်အဲ့လိုအကျိုးကြောင်းပြောတဲ့အခါကျတော့ လှန်တရာကိုကြီးကတော့ဦးစင်းကိုမတော့မသွားသေးဘူးပေါ့နော်သူပုံမှန်ချပေးထားတဲ့စာကတော့ဟိုအားတဲ့အချိန်ပြန်မယ်လို့ပဲဒီစာကတော့မပို့တယ်ပေါ့လေအားတဲ့အချိန်ပြန်မယ်ဆိုတော့ကိုကြီးတော့မပြန်သေးပါဘူးပေါ့နော်နောက်တစ်ခါဟိန်းသူအောင်ဟိန်းသူအောင်ကိုလည်းဦးစင်းပြောမှဆိုလို့ရှိရင်ဟမ်ဟိန်းသူအောင်ကိုလည်းဦးစင်းဟွာပေါ့နော်အဲမက်ဆေ့ချ်အားနေပို့ထားတယ်ပေါ့လေဟိန်းသူအောင်ကတော့ တို့အကောက်ကိုပြန်ကြည့်လိုက်တဲ့ခါကျတော့ဗောနော်ဘလော့သွားတယ်ဗောလေဘလော့သွားတယ်ဗောနော်ဘာဖြစ်ဖြစ်ဟိုပြောမှသလို့ရှိရင်ခင်ဗျားတို့အမြင်နဲ့ကတော့ဦးစင်းကလှူရင်းနဲ့ယူမှာဟုတ်လားတော့မြင်မြင်မှာဗောလေထားပါဦးစင်းလည်းဟိုတကယ်တစ်ခါရောက်တဲ့ပုံစံတွေကိုဘာဖြစ်ဖြစ်ဗောနော်အာလက်ငင်းဗောလေလက်ငင်းတိုက်ရိုက်သွားပြီကံမှာပို့ဟိုလှူဒန်းတာကိုပို့မတင်တာပဲရှိရတယ်။ဦးစင်းကအဲ့လောက်ကြီးလဲမလုပ်ဘူးပေါ့လေကိုလှူတာကိုကတော့ဒါမှမဟုတ်သူတို့ကအဲ့လိုစမ်းတက်ပြီးတော့ဦးစင်းအနေအဖြစ် Messenger ကနေပြီးတော့ အလူကံပိုးလေးတွေပေါ့လေသူတို့အနေနဲ့တော့ဘေးကနေဘေးကမှာလိန်ပြီးတော့ပို့တာလဲထင်ရင်ထင်မှာပေါ့တကယ်တော့မဟုတ်ပါဘူးဥသိန်းကိုယ်တိုင်ပို့တာပါနော်ဥသိန်းကိုယ်တိုင်ပို့တာဟိန်းတို့ကကတော့ဥသိန်းရဲ့ဒီအကောက်လေးပေါ့နော်ဟိုဘလော့သွားတာတွေ့ရတယ်ပေါ့လေဘလော့သွားတာတွေ့ရတယ်ပေါ့တကယ်တမ်းကျတော့ဘာပဲဖြစ်ဖြစ်အကျိုးအကြောင်းတော့ဟိုပြောတင်တယ်ပေါ့လေအပြိုးအကျိုးအကြောင်းလေးပေါ့ဗျာဟိုမိတာမြန်တာလေးတွေပေါ့တကယ်ဟုတ်တယ်မဟုတ်ဘူးဆိုတာလေးတွေပေါ့နော်တကယ်တော့ဒီလိုလုပ်တဲ့လူတွေကသူတို့နော်ဟိုပြောမှသလိုရှင်ရှင်းရှင်းပြောမှတော့အသေးရဖို့ပေါ့နော် လူတည်များဖို့အထင်ကြီးဖို့အဲဒီလိုအနေထားတွေနဲ့ပြောမှဆိုရင်တက်တော်တင်လို့ရမယ်အနေထားတွေပို့တင်လို့ရမယ်အနေထားတဲ့အနေထားရှိတဲ့လူတွေကိုပဲကြွေးချယ်ပြီးတော့သူတို့ဟာလှူဒန်းနေကြတာပဲဆိုတာကိုဟိုသိနေရတယ်ပေါ့လေသိလိုက်ရတယ်ပေါ့နော်ဒါသူတို့ရဲ့စိတ်ဓာတ်တွေဟာပြောမှဆိုလို့ရှိရင်ဘယ်တော့ပဲအကူအညီတွေပေးနေပေးနေပေါ့နော်အဲဘယ်တော့ပဲအကူအညီပေးနေပေးနေသူတို့စိတ်ဓာတ်ကမဲညင်နေတယ်ပေါ့ဗျာမဲညင်နေတယ်ပေါ့နော်